အပိုင်း2044ရဲ့အစမှာတော့မာရီယာကရော်ဘင်ကိုသူမရဲ့ပင့်ကူမြင်နေနဲ့ဖမ်းထားခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကဂျေနက်ဆွာပြုံးလိုက်ပြီးရော်ဘင်စီကိုပြေးဝင်သွားချုပ်ထားလိုက်ပါတယ်။ပြီးတော့မာရီယာကရော်ဘင်ကိုနင်းကိုအခုဘာလို့တင်လဲလို့ပြောလိုက်ပြီးသူမရဲ့လက်ကိုတန်ခွင်းနေဆွလိုက်ကသူမကတိုက်ခိုက်သမားပဲလို့ဆိုလိုက်ပြီးမိမတွေကိုလည်းညာနေမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့မာရီယာကရော်ဘင်ကိုထိုးချိန်နေပါတယ်။အဲဒီနောက်သူမကရော်ဘင်ကိုထိုးချိန်နေပြီးဒါကရသာရှိတာပဲလို့ဂျေနက်ဆွာပြောနေခဲ့တာပါ။ရော်ဘင်ကတော့သူမရဲ့အစွမ်းကအထိုးခံရတာကြောင့်နာကျင်နေပါတယ်။ မာရီယာကတော့ Robin ထိုးခံနေရတဲ့မျက်နှာကိုကြည့်လိုက်ပြီးနင်ကအတော်လေးကိုလှတာပဲလို့ပြောလိုက်ကနင်နဲ့လိုက်တာကသွေးမိတ်ကပ်ပဲရှိရလို့ပြောလိုက်ပါရီတဖက်မှာလေး Robin ကဒီအခြေအနေကယုံထွက်ဖို့အတွက်ကြိုးစားနေရပါရီအဲဒီနောက်မှာတော့မာရီယာကအခြေနဲ့ဆွာကြည့်လိုက်ရင်နင်နဲ့ဆိုရင်ကွဲအပ်နေတဲ့မျက်နှာကပို့ပြီးလိုက်မှာလို့ပြောလိုက်ပြီးအားကုန်ထိုးလိုက်တော့ Robin ရဲ့ခန္ဓာကိုယ်ကပျောက်သွားခဲ့ပါရီဒါကိုမြင်တော့မာရီယာက Robin ကိုအခုထွက်ပြေးနေပြီလားလို့မေးလိုက်ပြီးတိုက်ခိုက်ဖို့လုပ်ပါရီဒါကြောင့် Robin ကသူမကိုထပ်ပြီးတိုက်ခိုက်လိုက်ပေမယ့်မာရီယာကထပ်ပြီးပင့်ကူမြင်နေနဲ့တားထားလိုက်ပါရီ ဒါအပြင်သူမကရော်ဘင်ကိုဒီပင်ကူမြင်နေကမီးလောင်နေတယ်လို့ပြောလိုက်ပြီးမီးနဲ့ရှို့ပစ်လိုက်ပါလေ။အဲဒီနောက်မာရီယာကရော်ဘင်ကိုဒီတိုက်ပွဲကငါတော်မသိလိုက်ပဲပြီးသွားလိမ့်မယ်လို့နင်းပြောခဲ့တာမလားလို့ပြောလိုက်ပါလေ။မာရီယာကရော်ဘင်ကိုနင်းဟာဆန်ကြီးရဲ့ခေါ်ဆိုမှုကြောင့်သူ့ကိုကယ်ဖို့အတွက်သူရဲကောင်းဆန်ဆန်ဝင်လာခဲ့တယ်လို့ပြောလိုက်ပြီးဒါပေမဲ့ရော်ဘင်အနေနဲ့လွယ်လွယ်လေးရှုံးနေသွားခဲ့ရင်ရှက်စရာပဲလို့ပြောလိုက်ပါလေ။အဲဒီနောက်မှာတော့မာရီယာကရော်ဘင်ကိုတိုက်ခိုက်နေရင်ဒီလိုသာဆိုရင်နင်းလဲဆန်ကြီးလိုပဲကိုကိုကိုလှည့်စားမိလိမ့်မယ်လို့ပြောလိုက်ပါလေ။ ်မာရီယာကရော်ဘင်ကိုဒီမီရောက်ဒီထဲမှာမင်းပွင့်လန်းနိုင်မလားဆိုတာကိုကြည့်ရအောင်လို့ပြောပြီးဆာလာတိုက်ခိုက်နေကဘန်နီတွေကမီရောက်တွေကမပွင့်နိုင်ဘူးလို့လည်းပြောလိုက်ပါတယ်တဖက်မှာလည်းရော်ဘင်ကမာရီယာရဲ့တိုက်ခိုက်မှုတွေကိုရှောင်တိန်နေရင်သူမကပင့်ကူမြင်နေတဲ့ကိုဝင်းဒိုးမိသွားခဲ့ပါတယ်ဒါကိုမြင်တဲ့အခါကျတော့မာရီယာကပြောသွားပြီးရော်ဘင်ကတော့ထိတ်လန့်နေပါတယ်မာရီယာကရော်ဘင်ကိုနင်ကူဘာလုပ်နိုင်သေးလဲလို့ပြောလိုက်ပြီးတိုက်ခိုက်ခဲ့ပါတယ်သူကရော်ဘင်ရဲ့ပါးကိုရိုက်လိုက်ပြီးဒါကငါရဲ့မျက်နှာကိုရိုက်ထားတာအတွက်လို့ပြောလိုက်ပါတယ်။ပင်ကူမြင်နေတဲ့မှာပိတ်မိနေတဲ့ရော်ဘင်ကတော့ဘာမှကိုပြန်မလုပ်နိုင်ခဲ့ပါဘူး။ မာရီယာကလည်းလဲထွက်သွားတဲ့ရောဘင်ကိုကြည့်ကကျေနပ်နေပါရီသူမကရောဘင်ကိုနေကနေရဲ့အဖွဲအတွက်ဝင်းနှုတ်ဝင်ဖို့ပဲလို့ပြောလိုက်ပြီးရောဘင်ကိုမိစားငယ်လေးလို့ခေါ်လိုက်ပါရီဒီစကားကရောဘင်တကူလုံးကိုတောင်းထွက်သွားပါရီအဲ့နောက်ရောဘင်ကသူမရဲ့ငယ်ဘဝကိုအမှတ်ရသွားပါရီအားလုံးကရောဘင်ကိုမိစားလို့ပြောပြီးတတ်ပြရမယ်လို့ပြောခဲ့တာပါလူတိုင်းကရောဘင်ကိုဝေဝေးကရှောင်ပြီးသူမကွယ်ရမှာဖြစ်ဖြစ်ရှေ့မာရင်ဖြစ်ဖြစ်ရောဘင်တို့ကလေးမျိုးကမွေးမလာခဲ့သေးဘူးလို့ပြောခဲ့ပါရီ။သူမကမိစ္ဆာကလေးတယောက်ဖြစ်နေတာကြောင့်ရောဘင်ရဲ့အဖြစ်ပဲလို့ပြောလိုက်ပြီး ဒီလိုကလေးတယောက်ကိုအသက်ရှင်သန်ခွင့်ပေးလို့မရဘူးလို့ပြောလိုက်ပါတယ်။ဒါကြောင့်ရော်ဘင်ကငိုနေခဲ့ရပြီးသူမကလူတွေနဲ့ဝေးရမှာပဲနေခဲ့ရပါတယ်။အဲဒီနောက်မာရီယာကရော်ဘင်ကိုဆက်တိုက်နှိပ်စက်နေပြီးရော်ဘင်ကိုနေလုံးမိမကနာမည်ကြီးလာပြီးအားလုံးရဲ့အာယုံဆိုင်ခြင်းကိုခံနေရတာကနေရပိုနီကလစ်တွေကိုဖမ်းနိုင်တဲ့အုံနောက်ကြောင့်ပဲလို့ပြောလိုက်ပါတယ်။သူတို့ကနေသေးသေးရှင်းရှင်းကယူမဆိုင်ကြဘူးလို့ပြောလိုက်ပြီးမာရီယာကရော်ဘင်ကိုထပ်ပြောရမယ်ဆိုရင်နင်ကအသုံးချခံတတ်တတ်ပဲလို့ပြောလိုက်ပါရီ။ဒါကြောင့်နင်မှာခြေလီလက်တွေလည်းရှိစရာမလိုတော့ဘူးလို့သူမကပြောလိုက်ပြီးအဲ့ဒီအချိန်ရော်ဘင်ကတော့ လူတွေကသူမကိုကြောက်ကြပြီးသူမကကဘာကြီးကိုဖျက်ဆီးဖို့လုပ်ခဲ့တဲ့မိစာမျိုးဆက်ဆိုတာကိုသိသွားခဲ့ပါတယ်။တချို့ကလည်း Robin ကိုစူကြီးထုတ်ထားတာနဲ့ပတ်သက်ကပြောနေကြပါ။အဲဒီနောက် Maria က Robin ကိုနင်းလုံးကလေးကလေးကိုထိုးရတာကအယားသာရှိလိုက်တာလို့ပြောလိုက်ပါတယ်။ပြီးတော့ Maria ကစိတ်ကျေနပ်စွာရည်နေခဲ့ရင်သူမကမီးလောက်နေတဲ့နေရာတွေကိုကြည့်ကာ Robin ကိုကြည်စမ်းနင်းရဲ့မစင်မကျင်လောက်ရဲ့ကြောင့်နေရာတိုင်းအကုန်လုံးမီးဆွဲနေပြီလို့ဆိုတာတခိုးကလူကိုပြန်ဟင့်နေပါတယ်။အဲ့ဒီနောက်မှာတော့မာရီယာကရော်ဘင်ကိုနင်အခုဘာလုပ်မှလဲလို့မေးလိုက်ပြီးဟိုရိုးကြောက်ကိုခေါ်ပြီးမိထက်ငိမ့်မှလားလို့ပြောလိုက်ပါတယ် သူမကရော်ဘင်ကိုလှုပ်ဆမ်းမှာနင်အခုအကူကြီးတောင်းတော့မှမလားလို့ပြောလိုက်ပြီးနင်းကိုမိဆာငယ်လေးလို့ပဲလူတွေကခေါ်ကြတာမှလားလို့ပြောခဲ့ပါတယ်။ဒါပေမဲ့ရော်ဘင်ကတော့ဘာမှပြန်မပြောခဲ့ပါဘူး။မာရီယာကတော့ရော်ဘင်ကနင်ကတကယ်ကိုပဲသုံးစားမရတာပဲလို့ပြောလိုက်နေချိန်မှာပဲတစ်ဖက်မှာတော့ဘရုတ်ကမာရီယာကိုနင်ဗျံမရာတွေပြောနေတာကိုငါကြားနေရတယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ဘရုတ်ကမာရီယာကိုငါသာနင်းနေရမှာဆိုရင်အဝေးကိုထွက်ပြေးမိမှာပဲလို့ပြောလိုက်တယ်။အဲဒီနောက်မှာတော့ဘရုတ်ကအကောင်မလေးကိုကြည့်ရတာငါတို့ကသူတို့ကိုနှောက်ယှက်နေမိပုံပဲလို့ပြောလိုက်ပြီးရော်ဘင်တို့ကိုလှူထားလိုက်ရအောင်လို့ပြောလိုက်ပါတယ်။ အဲ့နောက်ဘရုတ်ကယီနီတာကြောင့်ကောင်မလေးတွေကဘရုတ်ကိုဒေါသထွက်နေပြီးမင်းမအန်နီရဲ့ရှိမနေသလိုပုံစံလုံးမနေနဲ့လို့ပြောလိုက်ချင်းဘရုတ်ကတော့သူတို့ကိုဂယူးမဆိုင်ဖဲဓာတ်ကိုဆွဲထုတ်ကရေခဲနေရန်တစ်ခုခြားပြလိုက်ပါရီဒါကူမြင်တော့မာရီယာကရောဘင်ကိုကြည့်ရတာနင်းကိုဟိုအယိုးကြောက်ကောင်ကတော့ဆွန့်ပစ်လိုက်ပြီပဲလို့ပြောလိုက်ပါရီအဲ့နောက်မှာတော့မာရီယာကရောဘင်ကိုစိတ်မပူပါနဲ့ငါနင်းကိုဂယူးဆိုင်ပြီမယ်လို့ပြောပြီးတမုံပြင်းပြအောင်မယ်လို့ပြောလိုက်ပါရီအဲ့ဒီချိန်မှာရောဘင်ကတော့အတိတ်ကအကြောင်းအရာတွေကိုသာစတိုက်တရီရနေတာပါအဲ့နောက်ရောဘင်ကသူမကိုကိုအလာကတိုက်ခိုက်ရေးတွေကိုတင်ပေးခဲ့တာတွေကိုတရီရနေပါရီ အဲဒီတော့ကရောဘင်တယောက်ထဲထိုင်ပြီးအတွေးနဲ့ကြုံနေချိန်ကိုဝါလာကရောက်ရှိလာပြီးသူမကိုခေါ်လိုက်ပါလေပြီးတော့ကိုဝါလာကရောဘင်ကိုလိုလိုမဲမဲလက်သီးထိုးတာတွေကိုလေ့ကျင့်ထားဖို့အတွက်ပြောပြီးသူမကသင်ပေးမယ်လို့ပြောလိုက်တယ်ဒါကိုကြားတော့ရောဘင်ကသူမရဲ့ဘက်ကလူတွေကိုထိခိုက်အောင်မလုပ်ချင်ဘူးလို့ဆိုပြီးဖျက်ရိုက်လို့ပဲမရဘူးလားလို့မိလိုက်ပါလေဒါကိုကြားတော့ကိုဝါလာကရောဘင်ကိုသူတို့ကနှင်းကိုတတ်ချင်နေတာရယုံလောင်းနဲ့ဘာမှထူးလာမှာမဟုတ်ဘူးလို့ပြောလိုက်ပြီးလက်ဖနောက်ကိုသုံးကြည့်ဖို့အတွက်ပြောလိုက်ပါလေ အဲ့ဒီအချိန်ဝုန်းကနေပေါက်ကွဲတဲ့နဲ့အတူစာဘူကပေါ်ထွက်လာပြီးရော်ဘင်ကိုနဂါလက်သေးအကွက်ကိုတင်ပေးရမလားလို့မေးပါရီဒါကိုကြားတော့ကိုဟာလာကသူ့အရင်တင်ပေးဖို့ပြောနေရလို့ပြောလိုက်ပြီးလက်ဝါးကွက်ကပူကောင်းတယ်လို့ပြောလိုက်တော့စာဘူကလည်းနဂါလက်သေးကပူကောင်းတာလို့ဆိုပါရီသူတို့နှစ်ယောက်တစ်ယောက်တစ်ခွန်းစကားများနေချိန်မှာဟက်ကအရောက်ရှိလာပြီးဘာရီများတူနေရလဲဆိုပြီးမေးလိုက်တော့ကိုဝါလာကရော်ဘင်ကိုသူမကလက်ဝါးတိုက်ခွက်တင်ပေးမယ်လို့ပြောနေခဲ့ပြီးဟက်ကတော့ရော်ဘင်ကသူ့အတိုင်းဆွဲနေပြီးသားပါလို့ပြောလိုက်ပါတယ် ဒါပေမဲ့ဂူအလာကတော့လက်မလျှော့ပဲ Robin ကထွက်သွားတော့မှောင်မို့သူမတို့ကလိုက်ပြီးစောင်းလျှောက်ပြီးလို့မရတော့ဘူးလို့ပြောလိုက်တယ်။ဒါကြောင့်မလို့လက်ဝါးတိုင်းကိုတင်ပေးရမယ်ဆိုတော့စာဘူကလည်းသူ့ရဲ့ငကားလက်သေးကပူကောင်းတယ်လို့ပြောကငင်းခုန်နေကြပြန်ပါလိမ့်။ဒါကိုမြင်တော့ Hack က Robin ကသူ့အတိုင်းဆွမ်းပါလေလို့ငါပြောနေရကိုနင်တို့နားထောင်မနေဘူးလားလို့မေးလိုက်ပါလိမ့်။ငင်းခုန်နေတဲ့လူ၃ယောက်ကိုကြည့်ပြီး Robin ကပြောလိုက်ကာသူတို့ကိုအဲ့ဒီတိုက်ခွက်ကိုတင်ပေးလို့ရမလားလို့မေးလိုက်တော့ကိုဝါလာကပြောသွားပါလိမ့်။အဲ့နောက်သူမက Robin ကိုဒါကအထူးတိုက်ခွက်လို့ပြောလိုက်ပြီးတေချာကြည့်ထားဖို့အတွက်ပြောပါလိမ့်။ ဒါကိုကြားရောက်နေတဲ့ရော်ဘင်ကသူမရဲ့လက်ကိုလှုပ်ရှားလိုက်တော့ကြီးမားရဲ့လက်ကြီးကမာရီယာရဲ့နားကနေပေါ်လာပြီးအပေါ်ကိုသွားရိုက်ခဲ့ပါတယ်။မာရီယာကလန်သွားခဲ့ပေမဲ့ရော်ဘင်ရဲ့ရိုက်ချက်ကလွဲသွားတယ်လို့ထင်ပြီးသူမကဘယ်ကိုရိုက်နေရလဲလို့မေးလိုက်တယ်။ရော်ဘင်ကတော့သူမကဇောကတငယ်ချင်းတွေကိုရှာဖို့ပြောတာကိုသတိရပြီးသူမရဲ့မိကလေးရော်ဘင်ကိုမင်းတို့မျိုးစားမှာအနောက်ရှက်တွေရှိနေမှာကိုမလို့ချင်းဘူးလို့ဆိုကာရော်ဘင်ကိုထွက်ပြေးပြီးအသက်ရှင်ဖို့အတွက်ပြောခဲ့တာကိုသတိရနေပါတယ်။အဲဒီနောက်မှာတော့ စာပို့တင်ပေးခဲ့တဲ့အတိုင်းအဓိကနေရာကိုရှာကာမန်နေဂျာကိုဖြိုချလိုက်တော့အားလုံးကပြိုကျလာပြီးမိတွေကလည်းငြိမ်းသွားခဲ့ပါရီ။ဒါကိုမြင်တော့မာရီယာကရော်ဘင်ရဲ့ရွေချက်ကိုသဘောပေါက်ခဲ့ပါရီ။အဲဒီနောက်သူမကရော်ဘင်ကိုလှည့်ကြည့်လိုက်တော့ရော်ဘင်ကမရှိတော့ပဲပျောက်သွားခဲ့ပါပြီ။အဲဒီနောက်ခဏကြာမှတော့မာရီယာကသူမရဲ့နောက်ကကလေးရီတန်ကိုကြားလိုက်ရတာကြောင့်ဒါကရော်ဘင်ပဲဆိုတာသဘောပေါက်သွားကလှည့်ကြည့်လိုက်ပါရီ။အဲဒီအချိန်မှာတော့သူမကိုစိုက်ကြည့်နေတဲ့မျက်နှာကြီးကိုမြင်တွေ့လိုက်ရပြီးလန့်သွားခဲ့ပါရီ။ သူမကရော်ဘင်ရဲ့ပုံစံကိုကြည့်လိုက်ပြီးဒါကမိစာပဲလို့အော်ဟင်းနေကခနာကြောင်မှာတော့မာရီယာကစိတ်ကိုထိန်းကမိစာဆိုတော့ရောဘာဖြစ်လဲလို့ပြောလိုက်ပြီးသူမရဲ့စိတ်တင်နေတိုက်ခိုက်ဖို့လှုပ်လိုက်ပြီးငရဲဆိုတာဘာလဲပြမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ရော်ဘင်ကမာရီယာရဲ့လက်ကိုချက်ချင်းပဲဖမ်းထားလိုက်ကသူမကငါ့ကိုအားကိုးနေတဲ့ငယ်ချင်းတွေရှိတယ်လို့ပြောပြလိုက်ပြီးသူတို့တို့ကမကောင်းဆိုးအားဖြစ်လာမယ်ဆိုရင်တော့မှအဖြစ်ခံလိုက်မယ်လို့ပြောကမာရီယာရဲ့လက်တွေကိုချုပ်ထားလိုက်ပါတယ်။ဒါကြောင့်မာရီယာကနာကျင်စွာအော်ဟင်းနေပါတယ်။ တစ်ဖက်မှာလည်းကောင်းမလေးတွေကတစ်ဖက်ကနေအတန်းကိုနားထောင်ပြီးရော်ဘင်ကတော့အသေးပြင်းခံနေရပြီလို့ထင်နေခဲ့တာပါသူတို့ကမာရီယာကအရင်ငါးထပ်ပူအားဆိုင်နေရပဲလို့ပြောနေပါတယ်တစ်ဖက်မှာလည်းရော်ဘင်ကမာရီယာရဲ့လက်တွေကိုချိုးနေခဲ့ပြီးလက်တွေနဲ့ခြေတွေကိုမလိုဘူးဟုတ်လားလို့မေးတော့မာရီယာကသူပြောတာကသူ့ရဲ့လက်တွေမဟုတ်ပဲနင်းရဲ့လက်တွေလို့ပြောတာလို့ပြောလိုက်ပါတယ်ဒါကြောင့်မလို့ရော်ဘင်ကသူ့မရဲ့လက်တွေကိုချိုးပစ်လိုက်ပြီးမာရီယာရဲ့အော်သံကြောင့်ရေခဲနေရံကကွေသွားပါတယ်အဲ့ဒီအချိန်ကောင်းမလေးတွေကဒါကိုအပြင်ကနေကြည့်နေပြီးမာရီယာရဲ့အခြေအနေကိုမြင်သွားပြီးလန့်သွားကဘရုတ်ကလည်းကောင်းမလေးတွေကိုနိုင်ယူလိုက်ပါတယ် အဲဒီနောက်မှာတော့ Robin ကပြန်ထွက်လာပြီးသူမကပင်ပန်းနေရာကြောင်းလဲကျသွားပါရီ။အဲဒီအချိန်အောက်ဖက်မှာတော့ Luffy ကစားစရာတွေကိုအားရပါးရစားနေပြီး Gary Bond ကတော့ဒါကသူ့ရဲ့ဒလစာစားစာတွေကိုပေးထားခဲ့ရတာပဲလို့ပြောလိုက်ပါရီ။ဒါတွေကလည်းသူသိမ်းဆီးထားနိုင်စွမ်းရှိတဲ့ရှုံးဘွတ်အစွမ်းကြောင့်ပဲလို့ပြောလိုက်ပြီးအဲဒီအချိန်မှာပဲ Momo ကရှင်နိုဘူကိုသူက Luffy ကိုအပေါ်ဘက်ကိုခေါ်သွားပေးခြင်းတယ်လို့ပြောလိုက်ပြီးအဲဒီအတွက်သူကလူကြီးတယောက်ဖြစ်လာဖို့အတွက်လိုတယ်လို့ဆိုတာရှင်နိုဘူကိုခမည်းရဲ့အစွမ်းနဲ့ကျုပ်ကိုလူကြီးဖြစ်အောင်လုပ်ပေးပါလို့တောင်းဆိုနေခဲ့ပြီးဇလန်နီကလည်းဒီမာရီမဲတခန်းရက်သွားခဲ့ပြန်ပါရီ။ အပိုင်း1045ရဲ့အဆောက်မှာတော့ရော်ဘင်ကမာရီယာကိုအနိုင်ယူပြစ်နိုင်ခဲ့ပါတယ်။ဒါကိုမြင်တော့ဘာဟုကလန့်သွားခဲ့ပြီးမာရီယာဟာကောက်ရုပ်ထုတ်ရဲ့အဖွဲသားရော်ဘင်ရဲ့အနိုင်ယူခြင်းကိုခံလိုက်ရပြီလို့ပြောလိုက်တော့စိုက်ဘာဘူးဖွဲ့ဝင်တယောက်ကတကယ်ကိုမသတိစရာနာမည်ကိုကြားလိုက်ရတာပဲလို့ပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့ရော်ဘင်ကဖီလန်တမျှတွေအလုံးရဲ့တောချက်ဖြစ်နေပြီးအဓိကလူတယောက်ဖြစ်နေလို့ပါ။သူတို့အလုံးလိုချင်နေတဲ့ One Piece ကိုရှာဖို့အတွက် Pony Cliff ကိုဖမ်းနိုင်တဲ့သူကရော်ဘင်တယောက်ပဲရှိလို့ဖြစ်ပါတယ်။ဒါကြောင့်မလို့တယောက်ကရော်ဘင်ကဖီလန်တမျှအဖွဲရဲ့တောချက်ပဲလို့ပြောလိုက်တယ်။ အဲ့ဒီအချိန်တစ်ဖက်မှာလည်းအိုနီကာရှိမာကျွန်းကြီးကဘန်မြူရော်ရဲ့အပေါ်ကိုရောက်ခါနီးတွေဖြစ်ပါတယ်။တစ်ဖက်မှာလည်းလူဖီကအစားစာတွေကိုအလုံးစားပြစ်လိုက်ပြီးသူကအစားစာတွေအတွက်ကျေးဇူးတင်ပါတယ်လို့ပြောလိုက်ချိန်ဒါကိုမြင်တော့အားလုံးကလည်းလူဖီရဲ့စားနိုင်စွမ်းကိုလက်နေပြီးဂါရီပေါင်ကတော့လူဖီကိုဒါကသူ့ရဲ့တလားစာအစားစာတွေကိုပေးခဲ့တာဆိုပြီးပြောလိုက်ပြီးဒီအတွက်တစ်ခုခုပြန်လုပ်ပေးပါလို့ပြောလိုက်ပါတယ်။မဟုတ်ရင်သူကပြန်နိုင်တော့မှာမဟုတ်ဘူးလို့ပြောတော့လူဖီကသူ့ကိုစိတ်ချထားလိုက်လို့ပြောလိုက်ပါတယ်။ပြီးတော့သူကထားရက်လိုက်ချိန်လူဖီကအကြီးကြီးဖြစ်နေတာကြောင့်သူကမနေကိုထားနေခဲ့ရတာပါ။ ဒါကိုမြင်တော့အားလုံးကလူဖီကိုမင်းကအကြီးကြီးဖြစ်နေပြီဒီတိုင်းဆိုရင်လှုပ်ရှားရတာလွဲမောင်းမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့လူဖီကလေတချက်မဟုတ်ထုတ်ပြစ်လိုက်တာနဲ့သူ့ရဲ့ပုံစံကငကိုအတိုင်းဖြစ်သွားခဲ့ပါတယ်။ဒါကိုမြင်တော့အားလုံးကလူဖီကအစားအစာတွေအားလုံးကိုခြေပြစ်လိုက်ပြီးမယုံနိုင်သလိုဖြစ်နေခဲ့တာပါ။အဲဒီနောက်မှာတော့လူဖီကကိုင်တိုကိုသူ့ကိုစောင့်နေဖို့အတွက်ပြောလိုက်ပါတယ်။အပေါ်ဘက်မှာတော့ရိုက်ဇိုကဖီဂူရိုဂူဂျီကိုယင်ဆိုင်နေပါတယ်။ရိုက်ဇိုကဖီဂူရိုဂူဂျီကိုမင်းကဘာလို့ဒီလိုဆိုးွားတဲ့အိုရိုချီရဲ့နောက်လိုက်လုံနေရတာလဲလို့မေးလိုက်တော့ ဖူဂရိုဂူဂျီကရိုင်ဇိုကိုသူတို့ကရှိုးကန်းကိုကာကွယ်ပေးနေတဲ့အဖွဲ့ပဲလို့ပြောလိုက်ပြီးမင်းဘာမှလာဝီဗန်နီစရာမလိုဘူးလို့ပြောလိုက်ပါတယ်။ဒါကိုကျွန်တော်ရိုင်ဇိုကဘလို့ရှိုးကန်းဖြစ်ဖြစ်လက်ခံတာပါရဲ့လို့ပြောလိုက်ပြီးသူကကိုဘွားရီအများကြီးထုတ်ကာတိုက်ခိုက်ခဲ့ပါတယ်။ဒါကြောင့်ဖူဂရိုဂူဂျီကပြန်လည်ခုခံခဲ့ပြီးရိုင်ဇိုကိုမင်းရဲ့သခင်ကတော့အခုတစ်စိဖြစ်နေပြီမှလာလို့မိလိုက်တော့ရိုင်ဇိုကအရှင်အိုရန်ကိုပြောရလာလို့မိလိုက်ပါတယ်။ဒါပေမဲ့ဒါကသူ့ရဲ့အမအဖြစ်သွားခဲ့ပြီးဖူဂရိုဂူဂျီကရိုင်ဇိုအစ်စ်ကိုတီးသွားကာတိုက်ခိုက်လိုက်တော့အားလုံးကလည်းပျောက်သွားခဲ့ပါတယ်။ဖူဂရိုဂူဂျီကတော့ရိုင်ဇိုကိုကြည့်ပြီး မင်းလိုခံစားချက်ပြင်းထန်တဲ့သူကဘလောက်ပဲတော်တော်နင်းကြောင်တယောက်ဖြစ်လာမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ Rise ကတော့သူတို့က Oran နဲ့အတူရည်တက်ပြီး Oran နဲ့အတူစားပြီးအတူတူတည်ခဲ့တယ်လို့ပြောလိုက်ပါတယ်။အခုဆိုရင်သူတို့က Oran ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးမဲ့တစီရီဖြစ်နေပြီလို့ပြောလိုက်ပြီးသူတို့ကတည်ရမှာကိုတော့မကြောက်ကြဘူးလို့ပြောလိုက်ပါတယ်။ဒါပြင်ကိုင်ရိုရဲ့ခင်မှာအခုပဲကုံသွားတော့မယ်လို့ပြောလိုက်ကာနောက်ရက်ဆိုရနဲ့ဝါနိုဒီတာမှာအာယုံကထွက်ပေါ်လာလိမ့်မယ်လို့ပြောလိုက်ပါရီရိုက်ဆိုကတော့မူမူကရန်ကုန်တော်ရဲ့ရှိုးကန်တယောက်ဖြစ်လာမှာလို့ပြောလိုက်တယ် အဲ့ဒီအချိန်အောက်ဖက်မှာလည်းရှင်တော်ဘူးကမိုမိုရဲ့ဆန္ဒအရမိုမိုကိုအွယ်ရောက်လာအောင်သူမရဲ့ဂျူးစုကိုတုံးပြီးပြောင်းပစ်လိုက်ပါရီ။သူမဟာ right right အသီးကိုစားထားတာဖြစ်ပြီးလူရီရဲ့အသက်ကိုထိန်းချုပ်ပေးနိုင်ပါရီ။ပြောင်းလဲသွားတဲ့မိုမိုကိုကြည့်ကရှင်တော်ဘူးတရားဝမ်းသာမျက်ရည်တွေကျနေပြီးတကယ်ကိုခေါင်းဆောင်ပြီးသားစွာကြီးပြင်းလာခဲ့တယ်လို့ပြောလိုက်ပါရီ။အပေါ်ဘက်မှာတော့ကီလာကဟော့ကင်းကိုခုတ်ပစ်လိုက်ပါရီ။ဒါပေမဲ့ဟော့ကင်းရဲ့ခန္ဓာကိုယ်ကဒဏ်ရာကချက်ချင်းဆိုသလိုပျောက်သွားပြီးသူရဲ့ကိုယ်ရေကကောက်ရိုးရိုးတစ်ခုထွက်ကျလာပါရီ။ဒါကိုမြင်တော့ဟော့ကင်းကိုကီလာကမင်းရဲ့ဒီအဆောင်ကစိတ်ရှုပ်စရာပဲလို့ပြောလိုက်တယ်။ ။ဒါကိုကြားတော့ဟော်ကင်းကကီလာကိုမင်းဘလောက်ပဲခုတ်ခုတ်ငါရဲ့အစားထိုးတွေကငါ့ကိုကာကွယ်ပေးနေမှာလို့ပြောလိုက်ပြီးသူ့ကိုအမှောင်မသိနိုင်ခင်မင်းရဲ့ကံကြမ္မာကိုလက်ခံလိုက်တော့လို့ပြောလိုက်တော့ကီလာကဟော်ကင်းကိုငါကမင်းလို့အယူမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ဒါအပြင်ကီလာကဟော်ကင်းကိုတိတ်မကြခင်မှာမင်းကိုငါကငရဲကိုပို့ပြစ်လိုက်မယ်ကောင်းလို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းကီကဘင်မောင်းကိုတိုက်ခိုက်နေပါတယ်။ဒါကြောင့်ဘေမောင်ကကိကိုနင်ကအတော်လေးကိုခေါင်းမာရီခေါင်းလေးပဲလို့ပြောလိုက်ပြီးသူကနောက်ကိုဆုတ်သွားပေးလိုက်ပါရီဘေမောင်ကကိကိုအေဂရစ်တင်နဲ့လာမရှင်ရှင်သမ်းမာနေလို့ပြောလိုက်တော့ကိက သူ့ရဲ့တပ်ထုတွေကိုပြန်စုနေပါတယ်။ဒါကိုကြည့်ကဘင်မောင်ကတော့ကိကိုမင်းရဲ့တပ်ထုတွေတော့မှမင်းကိုလက်မခံနိုင်ဘူးလို့ပြောလိုက်တော့ကိကဘင်မောင်ကိုဒိတ်ဒိတ်နေဖို့အတွက်ပြောလိုက်ပြီးပြောချင်တယ်လို့ပြောလို့ရတယ်ဆိုပြီးပြန်ခံပတ်လိုက်ပါတယ်။ဒါကိုလောကကိကိုသူပြောတာကိုနားထောင်ပြီးဖို့အတွက်ပြောပေးမယ်။ကိကလောကိုဒိတ်ဆမ်းပါလို့ဆိုကဘင်မောင်ကသူ့ရဲ့သားကောင်မေးလို့ပြောလိုက်တယ်။တစ်ဖက်မှာလည်းကီလာကဟော်ကင်းကိုတိုက်ခိုက်နေပါတယ်။ဒါပေမဲ့အခုထိကောက်ရိုးရုပ်တွေကထွက်ကြလာနေတော့မှ ဒါကိုမြင်တော့ကီလာကမင်းအထက်မှာဘလောက်တောင်ထိထားရလဲလို့မေးလိုက်တော့ဟော်ကင်းကတိတ်မရှိပါဘူးလို့ပြောလိုက်ပြီးသူတို့ဒုက္ခရောက်ပြီလို့ဆိုလိုက်ပါတယ်။ကီလာကအစားထိုးတည်သွားတဲ့အသက်တွေအတွက်စိတ်မကောင်းဘူးလို့ဆိုတော့ဟော်ကင်းကအဲ့ဒါတွေကိုဘယ်သူမှသတ်လိုက်တာလဲလို့မေးပါတယ်။တစ်ဖက်မှာလည်းကီကသူ့ရဲ့လက်နက်ကိုပြန်ပြင်ဆင်ပြီးဘေးမောင်းကိုဝင်တိုက်ဖို့အတွက်ပြေးဝင်သွားချိန်ကီလာကလည်းဟော်ကင်းကိုခုတ်ပစ်လိုက်ပါတယ်။ဒါပေမဲ့ဟော်ကင်းကိုခုတ်လိုက်တာနဲ့ကီရဲ့ရင်မှမှာဒဏ်ရာဖြစ်သွားတာကြောင့်ကီကဒုတစ်ဖက်ထောက်ချသွားပါတယ်။သူ့ကိုယ်သူဘာဖြစ်လို့ဖြစ်နေမှန်းစဉ်းစားနေကြတာပါ။ တဖက်မှာတော့ဟော်ကင်းကကီလာကိုသူ့မှာအယုံနဲ့နဲ့ပဲရှိတော့ပေမဲ့အထဲကအသက်တီကတော့ဘယ်သူတွေလဲလို့မေးလိုက်တော့ကီလာကလည်းသဘောပေါက်သွားပြီးအဲ့ဒါကအကစ်လားလို့မေးလိုက်ပါတယ်။ဒါကိုကြတော့ဟော်ကင်းကအတိသွားပြီပဲလို့ပြောလိုက်ပြီးသူကကီလာကိုမင်းကအကစ်ဆိုတာကိုမသိပဲကီကိုတက်ပြစ်တာကြီးကျင်နေတာပါလို့ဆိုလိုက်ပြီးသူကပြောလိုက်ပါတယ်။တဖက်မှာလည်းဘင်မောင်ကကီကိုဒါပဲလားလို့မေးလိုက်ပြီးတိုက်ခိုက်တာကြောင့်လောကဝင်ကားပြီးလိုက်ပါတယ်။အဲဒီခါမှာပင်မောင်ကလော်ရိုကိုနင်တို့နှစ်ယောက်လုံးကိုငရဲပို့ပေးမယ်လို့ပြောလိုက်ပြီးတမလုံးမှာမိတ်ဆွေထပ်ဖွဲ့ဖို့လို့ပြောလိုက်ပါတယ် အဲဒီချိန်ဟော်ကင်းကဂီလာကိုမင်းရဲ့ခေါင်းဆောင်ကိုတတ်ပစ်ပြီးမှပဲအဲ့ဒါဟာငါ့ကိုတတ်နိုင်မှာလို့ပြောလိုက်ပါရီဂီလာကတော့စိတ်တူနေတဲ့အပြင်ဟော်ကင်းကဂီလာကိုသူစိတ်ကြိုက်ခုတ်ဖို့အတွက်ပြောတာစိတ်ကြိုက်စိန်ခေါ်နေရပါဂီလာတယောက်အကြက်ရိုက်နေခဲ့ပါရီတစ်ဖက်မှာတော့ကွင်းကဆန်ကြီးကိုလေဇာရီနဲ့လိုက်ပစ်နေခဲ့ပါရီဒါကြောင့်ဆန်ကြီးကပတ်လည်ရှောင်းနေခဲ့ရပြီသူ့ကိုကွင်းကဘယ်လိုလဲငါကစွမ်းနေမလားလို့ပြောလိုက်ပါရီဒါဖြင့်ကွင်းကဆန်ကြီးကိုဂျက်ကြီးရဲ့သိပ္ပံနည်းပညာကိုသူ့ကိုပြောပြဖို့အတွက်ပြောပါရီဒါကိုကြတော့ဆန်ကြီးကသူ့ကိုဘင်းစမုတ်လို့မခေါ်ဖို့အတွက်ပြောလိုက်တယ် အဲဒီအချိန်ကင်းကစန်းကြီးကိုလာပြီးတိုက်ခိုက်နေပါတယ်။နှစ်ဖက်ကနေပြီးတော့နှစ်ဖက်ညက်ပြီးတိုက်ခိုက်ခံနေရတာကြောင့်စန်းကြီးတယောက်အခက်တွေ့ပြီးဒုက္ခရောက်လာပါတယ်။ကင်းကတော့စန်းကြီးကိုမင်းကငါနဲ့အမျိုးစားတူတယ်လို့ပြောပြီးတငယ်ချင်းဖြစ်ကြရအောင်လို့ပြောလိုက်တယ်။ဒါကိုကြတော့စန်းကြီးကသူ့ကိုစိတ်ပြက်စရာအဖိုးကြီးနဲ့ရောမချဖို့အတွက်ပြောလိုက်ပြီးသူ့ရဲ့နှက်ဆိုးခြေထောက်ကိုတုံးကကင်းကိုတိုက်ခတ်လိုက်ပါတယ်။အဲဒီအချိန်ကင်းကတော့စန်းကြီးကိုမီးတွေနဲ့တိုက်ခတ်လိုက်ပြီးစန်းကြီးကရှောင်လိုက်တာကြောင့်မီးတွေကကင်းကိုထိသွားပါတယ်။အဲ့ဒီချိန်ကင်းကစန်းကြီးကိုထပ်ပြီးတော့တိုက်ခိုက်မနေတော့နဲ့လို့ပြောလိုက်ပေမယ့်စန်းကြီးကတော့ကင်းကိုတိတ်ဆန်းလို့ပြောလိုက်ပြီ သူကလူဖီရိုအဖွဲ့ရဲ့ support မှုပဲလို့ပြောလိုက်ပါတယ်။အဲဒီနောက်သူကဂင်းကိုတိုက်ခိုက်ပြလိုက်တော့ဂင်းကစန်ကြီးကိုမင်းရဲ့အဖိုးတန်နဲ့လက်နဲ့ခြေထောက်တွေကိုဖျက်ပြစ်လိုက်မယ်လို့ပြောလိုက်ပြီးတွန်းထုတ်ပြစ်လိုက်ကတိုက်ခိုက်လိုက်လို့စန်ကြီးကအဝေးကိုလွင့်ထွက်သွားပါတယ်။ဒါကူမင်းတို့အားလုံးကလည်းအံ့အားသင့်နေပြီးစန်ကြီးကိုဖိတ်ကူနေကြကြတာပါ။အဲဒီနောက်မှာတော့ဂင်းကဂင်းကိုမင်းဘာလုပ်တာလဲလို့မေးလိုက်တော့ဂင်းကမင်းကိုငါရဲ့ထီချဲဖြစ်လုပ်လိုက်တာလေလို့ပြောပြီးတစ်ဖက်ကိုရှောက်သွားခဲ့ပါတယ်။ပြီးတော့သူကအထိတ်တလန့်ကြည့်နေကြတဲ့ gift တွေကိုသွားကြည့်လိုက်ပြီးတရားရောက်ကိုဖမ်းယူလိုက်ကသစ္စာဖောင်းမှုကအရန်ကိုတန်ကျေးကြည့်တယ်ဆိုပြီးတော့ပြောကတက်ပြလိုက်ပါတယ်။ ကွင်းကားတော့သူတို့ကိုကြည့်ပြီးဒါရဲတလိဆန်အဖွဲသားဟောင်းနေဖြစ်တဲ့စံကုန်မြေလူတွေလို့ခေါ်လိုက်ပါတယ်။ပြီးတော့ကွင်းကားတော့မင်းတို့အားလုံးကိုမီးလောင်နိုင်သွင်းပြမယ်လို့ပြောလိုက်ပြီးလေစာရောရောင်ခြည်တွေနဲ့ပြည့်ခတ်နေကြအောင်အားလုံးလည်းကြောက်လန့်ကြထွက်ပြေးနေကြရပါတယ်။ဒါပြင်သူတို့ကမာကူကဘယ်ရောက်နေလဲလို့ပြောပြီးတခုခုလှုပ်ပြီးဖို့အတွက်တောင်းဆိုနေပါတယ်။အဲဒီချိန်မာကူကတော့ဖလက်ပြနေခဲ့ပါပြီ။ယူဂရိုကဒါကိုမြင်တော့မာကူကခန္ဓာယူကတော့ရန်ကုန်ကုန်ဆုံးနေပြီလို့ပြောလိုက်ပြီးအဲဒီပြဿနာကတော့ကိုဘသားကိုဖြေရှင်းမရမယ်ဆိုပြီးပြောလိုက်ပါတယ်။ ဲ့ဒီချိန်ကွင်းကားတော့အားလုံးကိုတိုက်ခိုက်နေပြီးနေရာတစ်ခုလုံးကလည်းရစရာမရှိအောင်မီးတွေလောင်နေခဲ့ပါပြီ။ခဏကြာတော့ဆန်ကြီးကပြန်သတိရလာပြီးသူဟာသူ့အနာကိုဆာမူရိုင်းချိုးကရောက်လာကအဆင်ပြေလာလို့မိလိုက်ပါရီ။ဒါကိုကြာတော့ဆန်ကြီးကကွင်းတို့နှစ်ယောက်လုံးကိုတပြိုင်တည်းတိုက်ခိုက်ရတာမလွယ်ဘူးလို့ပြောလိုက်တယ်။အဲ့ဒီချိန်တယောက်ကတော့ကွင်းတို့ကဇိုရိုကိုရှာနေရလို့ပြောလိုက်တော့ဆန်ကြီးကဇိုရိုဘယ်မှာလဲလို့မိလိုက်ပါရီ။တစ်ဖက်မှာတော့ချော်ပါတို့ကဇိုရိုကိုကြည့်လိုက်ပြီးအချိန်ထိုက်ယူရမယ်လို့ပြောလိုက်ပါရီ။ ဒါကိုကြတော့စံကြီးကချောပါကိုဈေးရနေတဲ့အစွမ်းပြဘူးဆိုရင်ဇိုရိုကိုခေါ်ပြီးထွက်ပြီးတော့လို့ပြောလိုက်တော့ချောပါကစံကြီးကိုသူတို့တွေကဇိုရိုကိုဈေးထိုးပေးပြီးသွားပြီလို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့တယောက်ကတယောက်ထဲပတ်တောင်းချန်နေတဲ့ကွင်းကိုကြည့်လိုက်ပြီးတခုခုသာမလုပ်ဘူးဆိုလို့ရှိရင်ဒီအထက်မှာရှိတဲ့သူတွေအားလုံးတီးသွားကြရနိုင်မယ်လို့ပြောလိုက်ပါတယ်။အဲဒီအချိန်ကွင်းကတော့အားလုံးကိုလိုက်ပြစ်နေပြီးမင်းတို့အားလုံးကိုလောင်ကျွမ်းသွားအောင်လုပ်ပြစ်မယ်လို့ပြောလိုက်တယ်။တစ်ဖက်မှာလည်းကင်းကသူ့ရဲ့လူတွေကိုဇိုရိုကိုရှာပြီးဖို့အတွက်ပြောလိုက်ပြီးချောပါတို့ကဇိုရိုကိုထူးဆန်းတဲ့ကုသမှုတွေကိုလုပ်ပေးခဲ့တာလို့ပြောလိုက်ကရှာပြီးတော့တပ်ပြစ်လိုက်လို့ပြောလိုက်ပါတယ်။ ဲ့ဒီချိန်ကွင်းကတော့လဲကျနေတဲ့မာကိုရဲ့နားကိုသွားပြီးမင်းနဲ့အရင်ပြောမယ်ပြီးမှဆန်ကြီးနဲ့ပြောမယ်လို့ပြောလိုက်ပါရီဒါပေမဲ့ဆန်ကြီးကပြေးလာပြီးသူဒီမှာရှိနေရလို့ပြောလိုက်တယ်အဲ့ဒီချိန်ပယ်ရိုစပယ်ရိုကပြန်လဲရောက်ရှိလာခဲ့ပြီးဆန်ကြီးကိုပြစ်ဖို့လုပ်နေခဲ့ပြီးမင်းသားဘူတင်နဲ့လက်ထပ်လိုက်လို့ရှိရင်ဒီလိုကောင်းနေတဲ့ပတ်သက်နေစရာမလိုဘူးလို့ပြောလိုက်ချိန်ပါပဲဘိုင်ဘာကရောက်လာပြီးသူ့ကိုတိုက်ခိုက်လိုက်တာကြောင့်သူကအပြင်ကိုပြန်ရောက်သွားပါရီတဖက်မှာလည်းကင်းနုကဇိုလိုကိုတွေ့သွားကတတ်ဖို့လိုက်ခဲ့ကြပြီးဇလန်လေးကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါရီ